ိုကိုရန်လေးကဘယ်လိုပြောလဲနင်တို့မင်းသမီးမပြီးသားတယ်ကောင်းပါတယ်။ဘာဖြစ်လို့လဲပေါ့။ခင်းနေနင်းနေမေတ္တာကိုတွတ်ချိလိုက်ပြီ။သူကလည်းဘာမှမစိုးလက်သေးခြေသေးကအစားတယ်အမလေးအများကြီးလှနေနင်တို့လိုတဝက်တစ်ပြက်အပြည့်ထိုက်ပြီးပြက်နေရမဟုတ်ဘူး။ကိုရန်လေးဆိုမြေဆုံးပါပေါ့လေ။ပြင်သွားရတယ်အဲ့လိုလိုပေါ့။တသက်သက်ရည်ရည်ရှိနေပါတော့။သူများအမြင်ရှိတရားပေါ့နော်။ဒါမင်းသမီးဆိုပြရပြီ။အခုပြီးတော့ တပ်ပေါ်ရရိုက်ကြလေအမတ်တရဆိုတာအဲ့အမတ်တရသူတို့စမှာပါသွားခါကြမလမပိုင်နေပါချင်းဘူးအဲ့တော့ပြင်သွားတယ်နည်းနည်းတက်တက်ရရတယ်တော့အမြဲပေါ်တယ်ဟိုအလတ်ပြင်ရမှာတော့မပြင်းဘူးကျမကြီးနေညီပေါ့နော်အဲတက်ကြီးလာလေကျမကြီးကူယူဆက်ရလေပေါ့အဲ့ကျမနေတာလည်းပါလေ။ဟုတ်။ဟိုခုနကယောဂတခုခံစားနေရရေစီးတောက်တော့စီးအဖက်တွေရှိရလေ။အကြဖောတာလို့ပိန်သွားတာလို့ဆိုတော့ကျမရဲ့အခံကောင်းတာခါကြတော့ တော့တောင်ဘာမှမဖြစ်ဘူးပေါ့နော်အေးညီမလေးပြောမှာပဲကိုယ့်ဟာကိုယ်တော့အော်ငါဂျင်းနဲ့ခဲရမှာပါလားတိရဟုတ်တယ်သူပေါ်ဆောင်တော့လေသူရှိရှိလေးနဲ့ရရရှိသွားအတော်ပဲသူကလုံးလေးနဲ့လဲအမနိုင်ရိုးသားဆုံးပြောပြရရင်အမားတို့ခေတ်ကအခုလိုမျိုးလဲ Facebook တို့ပါတို့တအားကြီးလည်းမပေါ်ခင် fashion မိုင်းမှာလည်းအခုခေတ်လိုတအားကြီးအော်အရန်ကို modernize ဖြစ်တဲ့ဝတ်စုံတွေမပေါ်မပေါ်ခင်ဘူးပေါ့လေနောက်ဟိုမှန်တော့မှပဲအမားတို့ကအဲ့လိုမျိုးဒီလိုတစ်ခုလုံးပေါ်မှန်နေကြည့်ရတယ်ဆိုတာတော့အဲ့ ့ observer ဘဝတွေမှာမတိခဲ့ပါဘူးခုပြန်ကြည့်တော့မှအေးမစိုးဘူးဟာလေပြန်မြင်ရတော့ဝမ်းသာတာပေါ့လေအမအောင်ဆိုအမြဲတူယူရတာအမနဲ့အမနဲ့တတိနဲ့ရုပ်ရှင်ကားကြီးရိုက်တယ်နော်အာလုံးဝအမအမလုံးဝကောင်းစားချေဆုံးတဲ့တဲ့ချီတဲ့လေးရဲ့စဒီခဲမှာဘလို့ဟိုခဲမှာဘလို့ဆိုတော့အဲ့လိုမျိုးလေးတွေအတူတူကြရတယ်အများကြီးပေါ့အဲ့တုန်းကတော့နည်းနည်းဟို aerobic တို့ကတော့ခဲ့ပေါ့နော်အဲ့လိုမျိုး gym လေးပါလေးသွားကစားခဲ့ပြီးလေအာနောက်ဒီ character တစ်ခုငယ်ဘဝနဲ့ကြီးဘဝကိုဒီလိုချင်းရမယ်ပြောတော့လေချင်းခဲ့လိုက်တာပဲစောစော မာလီကကွန်ဖီဒန့်တော့ပါဆိုဒီခေတ်မှာပေါ်လာရင်တော့တည်ဦးရဲ့ဟုတ်တယ်။ဒါတကယ်ပြောတာနော်။အမအမကိုအကုန်အားကြရတာပေါ့။အားကြရတယ်ဆိုတာဟိုအမကဒီလိုမျိုးဟိုဒီလိုမက်ရှစ်ထားတော့လို့ကလေးခန်းလေးတွေဆိုရင်လည်းအိတ်တော့ဟာဆိုရင်နော်တကယ်ဟိုအမလေးတက်ပြီးတော့အမမန်တင်ကုန်ရှိပါလေဒီဒီကြီးခေါ်လာ။အဲ့ဒါလေးဆိုလဲတမီးတော့အဲ့တော့ပရိသတ်နေနဲ့ကြီးခဲ့ရတာ哦ကြီးခဲ့ရတော့အဲ့လိုမျိုးလေးဆိုလဲသဘောကျခဲ့ရတယ်နောက်တစ်ခုဒီ မြန်မာဆန်ဆန်ကတော့ပြောမနေနေတော့ဒါဒါအားလာတယ်ဆိုတာဒါတိုင်းမိလုံးသိတယ်။အော်ဒီလိုမျိုးခုခေတ်မှာလဲခင်းနေလျော်နေအောင်အမသူ့ကိုယ်သူ modernize ဖြစ်အောင်အော်အမအမဆိုကိုရန်လေးရဘလို့ပြောနေလို့မင်းမင်းမပြီးသားတယ်ကောင်းပါတယ်။ဘာဖြစ်လို့လဲပေါ့ခင်းနေနင်းနေမက်ကန်ကိုတွတ်ချိလိုက်တယ်။သူကလည်းဘာမှမဆိုလက်သေးခြေသေးကအစတယ်အမလေးအများကြီးလှနေနင်းတို့တော့တော့တပြည့်ထိုက်တယ်ပြက်နေရမဟုတ်ဘူး။ကိုရန်လေးဆိုအများဆုံးပါပါလေ။အဲ့ဒီလိုအခုအလို့အခုဆို အမားနဲ့အမားနဲ့မစင်းနဲ့ဟိုကားရိုက်တော့တအားကြီးတွဲခဲ့တာမရှိဘူးအခုအခုချိန်ကြာမှလာလာပြီးတော့တငယ်စင်းကြီးမှဖြစ်နေတာဆိုတော့ဟုတ်တယ်မနက်ငါးနာရီအမလာကိုရီးယားကောင်းဆုံးပေါ်တယ်အဲ့လိုတွေ့ရစရာကြီးအများကြီးပေါ့လေမပြင်းဘူးမပြင်းဘူးပြင်းသွားရတယ်အဲ့လိုပေါ့ပေါ့တက်တက်ရရရှိနေပါတော့သူများအမြင်ရရှိတရားပေါ့နော်ဒါမင်းသမီးဆိုရပြီးအခုပြီးတော့ တက်ပေါ်လေရိုက်ကြလေအမတ်တရားဆိုအဲ့အမတ်တရားသူတို့စမှာပါသွားခါကြမလမပိုင်နေပါချင်ဦးအဲ့တော့ပြင်သွားတယ်နည်းနည်းတက်တက်ရက်လေးတော့အမြဲပေါ်တယ်ဟိုအလတ်ပြင်ရမှာတော့မပြင်ဘူးဟုတ်ကဲ့အမပြင်တာအော်ခုခေတ်ကအမမြင်တာပေါ့နော်အမတို့ဗီဒီယိုဆိုတာအရင်ခေတ်ကတလမှာရက်30ရှင်ရက်30ဆိုလုံးထွက်မဲ့ကားရှိအော်ဒီနေ့ဒွေးဆိုရင်နောက်နေ့ သူလေနော်အဲ့ခိကပေါ့နော်ပုံလူမင်းတို့ကတော့သူဥမာအရင်ပေါက်တဲ့မင်းသားနဲ့ဆိုရင်အမတို့ကရက်ချိတ်ရက်ချိတ်တီမတိုက်အောင်လို့ရှောင်ရတာမျိုးတွေဒါအမတို့ဗီဒီယိုခစ်မှာရှိခဲ့တယ်အဲ့ဒီခါကျတော့အမတို့ရဲ့စင်စက်မပြတ်အမတို့ရဲ့အမှုပညာတွေကပေါ်ထွက်နေတာပေါ့နော်အခုဒီဘက်မှာကျတော့အမှိတ်နဲ့ဖြစ်သွားတယ်မဖြစ်နေတာအမအမြင်ပြောတာပါအမအခုထားပါတော့အမတို့ဝိပါကတော့ဆိုအမတို့အရန်ကိုအမတို့ပောက်ခဲ့တယ်လို့အဲ့ငွေနဲ့နှစ်မှာဖြစ်ပေမဲ့ဒါပေမဲ့အခု နောက်ထပ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 ်ပြီးလှည့်သွားတဲ့ကားတွေကတခြားကားတွေနဲ့တခြားအက်တာတွေနဲ့ဖြစ်ကုန်တဲ့ခါကျတော့ဝိပါကတော့ပောက်ခဲ့တဲ့ဒုတာအောင်လို့ပါတော့အခုချိန်ထိပြန်ပေါက်လာတဲ့ဇက်ကားအခုလိုမျိုးတွေ့ရသေးဘူးပေါ့အဲ့တော့အလှည့်တွေနဲ့လာတယ်လို့ထင်တဲ့ခါကျတော့အမတို့အမှုပညာဆွဲသဘောတရားလည်းပြိသက်မေ့မနေအောင်မေ့ဝါတာပေါ့နော်မေ့ဝါတာမျိုးရှိရအောင်အခုဆိုဟိုတလောကဒုတာအောင်ထမင်းဆိုင်ဖုံးဝဲပြန်လို့တော့ဟာဒုတာအောင်ပြန်ပေါ်လာပြီဘယ်ပြောင်းနေရတော့အဲ့တော့သူကတော့သူ့ကိုယ်သူ အဲသူရုပ်ရှင်ကားကြီးရိုက်ဖို့သဘောရည်တွေ train နေတယ်ဒါသူရဲ့ movement တွေကတော့ရှိနေတာပေါ့အမားတို့လည်းဒီလိုပဲအမားတို့နင်းစင်လည်းမြ movement တွေကတော့ရှိနေမှာပဲပွဲလေးတွေအမားတို့တက်မယ်အဲကားတွေရိုက်နေမယ်ဒါမဲ့ဆော့ဆော့ပြောလို့ on air ပေါ်ရောက်လာဖို့ဆိုတာကအကြောင်းကြောင်းနေအများကြီးရှိတယ်အဒီအခုဒီရက်မှာဒီကား on air ပေါ်တက်မယ်လို့ပြောနေတယ်ရွှေ့ပြီးတော့ planning နေနဲ့ဖြစ်သွားတာပေါ့အဲ planning နေနဲ့ဖြစ်သွားတဲ့အပေါ်မှာတရုတ်ဆောင်တွေကမြန်မာလေးပြောလို့ကွာဟနေတာပေါ့အလှဲ့နေဖြစ်တယ်အဲ့လိုမျိုးတွေတော့အမှမြင်ပါတယ် နံပါတ်၁ကတော့အမားတို့ကကိုကျင့်သိခါကိုအမားတို့တမိုးထားပြီးတော့ပရိသတ်ကဆံပြားပြအောင်မအားကြိုးစားနေထိုင်တယ်လူစားတော့အမားရှိရင်အမားတို့မှာအားနည်းချက်တည်းရှိရချွန်းရင်းချက်တည်းရှိရဒါပေမဲ့ပရိသတ်ဆိုတဲ့အဲဒီအမှုပညာရှင်ကိုချစ်တဲ့သူတွေကသူတို့မြင်တဲ့အမှုပညာရှင်ကအားနည်းချက်လည်းသူတို့လက်မခံဘူးမလှတာလည်းသူတို့လက်မခံဘူးတော့အဲ့လိုမျိုးသူတို့သူတို့ရဲ့ဆန်ဆန်နမူနာဖြစ်ထားတဲ့ခါကျတော့ဒီပရိသတ်ရဲ့ချစ်တဲ့မြတ်တာကြောင့်ပဲအမားတို့အနေထိုင်နေပြောဆိုရင်း ြုတ်မှုတွေအပြင်းစင်တွေအားလုံးကကိုကိုကိုထိန်းသွားတယ်လို့အမားတို့မြင်ပါတယ်ဒါသူတို့ချစ်ပေးတဲ့အတွက်ပေါ့နော်သူတို့ရဲ့မျက်စိထဲမှာဒါအမားတို့သူအများနဲ့အာတကယ်ဆိုအမားတို့လည်းအသက်ကြီးကြီးလာတာပဲသူတို့အသက်ကြီးလာတယ်နဲ့မြအမားတို့လည်းကြီးလာပဲလေအမပြောရင်ကျွန်တော်ငငယ်တော့အပြားဆိုအမလည်းပြောဟဲ့တော့ငါလည်းငယ်တယ်လေဆိုလို့တဲ့အိဗေကသူတို့ကြီးသွားတာသူတို့လက်ခံတယ်အမားတို့ကြီးသွားတာသူတို့လက်မခံဘူးအဲ့အတွက်အမားတို့ကအမြဲတမ်းဘယ်လိုပဲပြောပြောပေါ့နော်ဒါအမားတို့ရဲ့အလုပ်ကလည်းနံပါတ်1လာတဲ့အလုပ်ဖြစ်တယ်နံပါတ်2 ။ဘာပဲဖြစ်သူတို့ idol လို့သတ်မှတ်သူတို့မြင်လိုက်တဲ့ချိန်မှာဟဲလှလိုက်တာဆိုတာဖြစ်နေအောင်အမောင်ကိုဆန်နူနာယူပြီးတော့အမောင်ကိုလည်းစူးစမ်းနေထိုင်ရတာပေါ့။နင်မီအမောင်ရောခြေလူကြိုက်တယ်။ဘာလို့ခြေလူကြိုက်လဲဆိုတော့ तू အသက်တာကြီးွာ तू ဘော်ရီကြီးမသွားဘူးဖြစ်နေ။နော်နော် तू ကအရန်သူ့ကိုသူတင်းရင်းပြီးတော့လေကြွက်ကားတွေကိုအမောင်ကရှင်းရှင်းပြောတယ်ကိုမလုံနိုင်ဘူးသူများလုတ်တယ်ဆိုတော့အမောင်ကအားကြရတာပဲ။နော်အတူယူရတာပဲ။အဲကိုလေးလိုက်ပြီးတော့ကြားဖို့တော့လုံးမအောင်လို့စူးစမ်းရတာပဲအဓိကတော့တက်နေတဲ့အပူလေးရှော့တာပေါ့နော်ဟုတ် ပါဘုံမပူစီတော့ပေါ့အပူရှော့ပြီးဆက်ချောင်းလာနေတယ်။ဟာတော်ရီရောဆော်လာနေ။ဆော်ပါလား။အော်သူတို့ကသာဒီဇလန်းတွဲမှာနော်အမနဲ့သမီးနဲ့အစိတ်လိုချင်မှာပြန်တွဲခွင့်ရတယ်။အာအိတ်ကားတော့နဲ့တော့တင်သွားပါပြီ။ကိုရန်အောင်ရေကိုရဲအောင်ရေအမရေမစင်ရေအမရေပေါ့နော်။အဲ့တော့အိတ်တော့ကလိုကယ်မီနေနဲ့တွဲပြီးတော့သူဆောင်းဝင်ရတယ်လေ။အဲ့ဒါလေးကအမြဲတမ်းမှတ်တရဖြစ်နေပါတယ်။ ။နောက်လဲအလိုအတူတည်းသင်ဆောင်နေရရင်ကျေးဇူးလေးတင်ပါတယ်။ဝမ်းလဲတာမှာပါ။ကဲမန်ယုရှိကောလာပြီးအားပေးပါလို့ဒီတဲ့ခါကြရယ်နော်။ဟုတ်။မန်ယုရှိဆိုတဲ့အတိုင်းတကယ်ကိုမန်နီနဲ့